အားလုံးပဲမင်္ဂလာပါကျွန်တော်ခုပြောပြပေးမှာကတော့ကျွန်တော်တင်မောဘော်ကကွယ်ကလိုစင်ဘားတွေအကြောင်းပေါ့နော်ဒီကွယ်ကလိုစင်ဘားတွေကိုကျွန်တော်တို့ဘားကြောက်တက်ထားလဲနောက်ပြီးတော့ဘားအတွက်တက်ထားလဲပေါ့နော်အဲ့တော့ကျွန်တော်ဒီ fire နဲ့ပတ်သက်ပြီးဒီ solar ကပြဋ္ဌာန်းထားတဲ့ဥပဒေရှိတယ်ပေါ့နော်ဒီဥပဒေထဲမှာမှာတော့ဒါ solar chapter 2ပေါ့ chapter 2 regulation 50ရကျွန်တော်ဒီ sea line တွေမှာမီးလောင် line နဲ့ဒီ sea line တွေတန်းငွေ line တွေမှာကျွန်တော်ဒါကွယ်ကလိုစင်ဘားတွေကိုတက်ဆင်ထားရမယ်ဆိုပြီးကျွန်တော်ဒါပြဋ္ဌာန်းထားတာရှိတယ်ပေါ့နော်အဲ့တော့တင်မောဒီပေါ်မှာဒီကွယ်ကလိုစင်ဘားတွေကိုကျွန်တော် sea line တွေ sea line တွေနဲ့ပတ်သက်တဲ့နေရာတွေမှာကျွန်တော်တက်ဆင်ထားကြတယ်ပေါ့နော်အဲ့တော့ဒီကွယ်ကလိုစင်ဘားတွေက တို့ဘာဘာတော့တက်ဆင်တာလဲပေါ့အဲ့တော့ဒီဒီစခန်းထဲမှာကျွန်တော်ဒါမီးလောင်တာဖြစ်ဖြစ်နောက်တစ်ခုကဒါခြား MSG ကိစ္စတစ်ခုခုဖြစ်တာဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ဒီစီဘားတွေကိုတော့အဝေးကလေကျွန်တော်ဒါပိတ်နိုင်အောင်ကျွန်တော်ဒီဘားတွေကိုကျွန်တော်တက်ဆင်ထားတယ်ပေါ့နော်အဲ့တော့ ဒီစက္ကန့်နဲ့မှမီးလောင်တဲ့အချိန်မှာကျွန်တော်တို့ဒီဘားတွေဘူးမှဒီနမ်းမှလာမပိတ်နိုင်ဘူးเนาะမပိတ်နိုင်မဲနဲ့ကျွန်တော်အဝေးကလေဒါ air pressure သုံးပြီးကျွန်တော်ဒီဘားတွေကိုကျွန်တော်ပိတ်လို့ရအောင်တက်ဆင်ထားရဲပေါ့အဲ့တော့ဒီအကဲဒီဘားတွေကိုဒါမပိတ်ဘဲနဲ့ဒီ C line နဲ့မှ C တွေကဆက်ပြီးတော့ season နေမယ်ဆိုလို့ရှိရင်ဒါစက္ကန့်တွေကမီးလောင်မှုကိုဆိုးဆိုးဝါဖြစ်စေနိုင်တယ်ပေါ့เนาะနောက်တစ်ခုကကျတော့ကျွန်တော်တို့ချို့တင်မောတွေမှာဆိုလို့ရှိရင်ဒါဒီကြားထဲမှာပေါ့เนาะဒီကြားထဲမှာဒါတက်သားတုံးတွေပါကျွန်တော်ဒါထည့်ထားရဲပါရှိတတ်တယ်ပေါ့เนาะအဲ့တော့ဒီလိုတွေကမလုံးသိမ့်ဘူးပေါ့เนาะအကဲမီးလောင်လို့ရှိရင်ဒါဘူးမှလည်းဒီနေရာကိုလာမပိတ်နိုင်ဘူးပေါ့เนาะအဲ့တော့ဒီကြားထဲမှာတက်သားတုံးနာထည့်ထားမယ်ဆိုလို့ ရှင်ကိုကအပေါ်ကလေပြီးလေပရက်ရှာနဲ့ပိတ်လေအပူပဲပေါ့နော်ဘာမှဘာမှမထူးကြပါဘူးမနော်စကန်းကလာမီးလောင်တာဆိုးတဲ့ဆိုပြီးတင်မောနင်းမြုပ်သွားတဲ့ဒီဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကကြောက်ဒီ number 1 chainer မှာဆိုလို့ရှင်ဒါကျွန်တော်ရိုက်ပြတာပေါ့နော်ဒါ number 1 chainer မှာဆိုလဲဒီ closing bar လေးတက်ထားတယ်ပေါ့နော်အဲဒူးမှလည်းရှိတယ်နောက်တစ်ခုက main engine လေးနောက်တစ်ခုက wire တွေမှလည်းကျွန်တော်ဒါတက်ဆင်ထားတာတယ်ပေါ့နော်အဲ့တော့အားလုံးပဲနားလည်ကြမယ်လို့ယုံကြည်ပါ